ားလုံးပဲမင်္ဂလာပါ The Lot of Culture နဲ့ Angela ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ transgender လို့ဆွဆွဲခံရတဲ့ Madam France ရဲ့အကြောင်းကိုအပိုင်း3အနေနဲ့ပြောပြသွားမှာဖြစ်တယ်အဲ့ဒါဆိုလို့ရှင်ဗီဒီယိုကိုစလိုက်ကြဆို Yes ်ခဲ့တဲ့အပိုင်းနဲ့မှာပေါ့နော်အီမန်နျူယယ်မက်ခရွန်ရဲ့မိခင်ဖြစ်သူဟာဒေါက်တာဖရန်ဆွိုင်းမက်ခရွန်ဟာဆိုလို့ရှိရင်ဒီလိန်ပြောင်းတဲ့ကန်တာမှာအရန်ကို အရေးပါအရာရောက်တဲ့သူတူဖြစ်တဲ့အစိုးရလုပ်ငန်းတွေမှာလည်းအကြီးအကဲအဖြစ်အကြံပေးတာဝန်ကိုယူထားတဲ့သူတူဖြစ်တဲ့ ူရဲ့လုတ်ပိုင်ခွင့်တွေထဲမှာပေါ့နော်ဒီ transgender လူတွေကို ID အစ်စ်ပေးတာနာမည်အစ်စ်ဘဝအစ်စ်ပေးတဲ့ဟာကို तू ကပိုင်ပိုင်နိုင်နိုင်ကို လုတ်နိုင်တယ်ဆိုတဲ့ဟာကိုအာသိရှိရတယ်။ Emmanuel Macron ရဲ့မိခင် Dr. François တောင်မှလူတဦးကိုဒီမှာပုံတဲ့အစ်စ်ဒီလိုမျိုးဘဝလုံးဝပြောင်းအောင်လုတ်ပေးနိုင်တဲ့ဒီ အာနာရှိတယ်ပေါ့နော်အဲ့ဒီတော့အီမနွယ်မခရွန်းနဲ့ဘရစ်မခရွန်းတို့ရဲ့အတွင်းဆက်ဝိုင်းကသူတွေကဘယ်သူတွေလဲဆိုရဟာကိုတစ်ချက်ကြည့်ရအောင်ကဲအလက်ဆန်ဒါဘနာလာဆိုရဲအမျိုးသားငယ်လေးတူဟာဆိုလို့ရှိရင် သူကတမတအီမနွယ်မခရွန်းရဲ့ဒီ security ပေါ့နော်လုံခြုံရေးကိုတာဝန်ယူရတဲ့သူတူဦးဖြစ်တယ်နောက်ပြီးတော့ deputy of chief of staff ဒီတမတအီမန်နျူမခရွန်ရဲ့ဝန်ထမ်းတွေအားလုံးရဲ့ဒီကောင်းဆောင်အနေနဲ့ပေါ့နော် chief of staff အနေနဲ့လည်းသူကတာဝန်ယူရတယ်။ဒါပေမဲ့ဟိုသူစနာဆိုလို့ရှိရင်လေဘာလဲဆိုတော့အီမန်နျူမခရွန်ကဘနန်လာနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်နည်းနည်းလေးအသေးပိုတယ်လို့ပဲပြောရမှာပေါ့။သူ့ကိုလှုပ်ပိုင်ခွင့်နဲ့အများကြီးပေးထားတယ်။ ဲ့ဒီလုတ်ပိုင်ခွင်တချို့ကိုကြည့်ရအောင်ဒီ Alexander Panella ကတွေ့ရမယ်ဆိုလို့ရှင်အရန်ကိုကြီးကျယ်တဲ့ Lama Residence လို့ပြောရမှာပေါ့နော်ပြင်သစ်ထိပ်တန်းရာရှိတွေနေခွင့်ရတဲ့ဒီ resident မှာပြောင်းရွှေ့နေထိုင်ခွင့်ရတယ်ပြီးလို့ရှင်ရ Emmanuel Macron ကိုယ်တိုင်ကယူရို3800အကုန်ကျခံပြီးတော့ဒီ အစိုးရပတ်စံပေါ့နော်အကုန်ကြခံပြီးတော့သူ့ရဲ့ပြောင်းရွှေ့နေထိုင်မှုကိုအာတာဝန်ယူပေးခဲ့တယ်ဆိုရဲဟာကိုလည်းသိရတယ်သူကဘလို့လုပ်ပြီးတော့နာမည်ကြီးလာနာမည်ကြီးသွားလဲဆိုတော့2018ခုနှစ်မေဒေးမှာ Paris မြို့မှာပေါ့နော်အရန်ကိုဆန်တပြကြဆန်တပြကြတဲ့အချိန်မှာ Alexander Banala ကဒီ ရဲအရာရှိဒီရဲဝတ်စုံဝတ်ပြီးတော့ရဲအသွင်ဟန်ဆောင်ပြီးတော့ဒီစန္ဒပြနေတဲ့ပြည်သူအတကုံရိုက်တာဟေး oh my gosh အားရပါရရိုက်တာရိုက်တာကို तू ကဒီလိုမျိုးကွာဒီဟိုအုတ်ထုတ်တော့ဆောင်းထားတယ် helmet တော့ဆောင်းထားဒါမဲ့ဒီအရှိရဟာကြတော့ဟို ကော်လိုမျိုးပေါ့နော်အကြည်အောင်လေးဆိုတော့ဒီမျက်နှာကဘာတူလဲဆိုတာတမ်းမြင်ရတယ်။အဲ့တော့အဲ့ဗီဒီယိုမှာဘနာလာရိုက်တာဆိုပြီးတော့လုံးဝကိုနာမည်ကြီးသွားနာမည်ကြီးရဲ့အချိန်ကျတော့အီမန်နျော်မခွန်းကိုအာဘနာလာတော့အလုတ်ထုတ်တတ်နေတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီပြက်တနာအရင်ကြီးလာပြီးပြင်တော့ပြည်သူလူထုကိုခွာရိုက်တာဆိုတော့ပြည်သူလူထုအတွက်သမတရက်တီပေးရမှာလေအဲ့ဒါကိုအီမန်နျော်မခွန်းကလေ အယံကိုဟိုစိတ်တော်ခါရောက်ရတယ်တဲ့။ तू ကသူ့ရဲ့အကြံပေးတွေကိုမေးတယ်။ဟဲ့ငါဘလို့လုပ်ရမလဲဆိုပြီးပြောတယ်။ဟာအကြံပေးတွေကအဲ့ချိန်ကျတော့ဟာဘာမေးခွင်းမေးတာလဲပေါ့နော်။တမတာပြီးသူဖက်ကရက်တည်ရမှာပေါ့။ဘာလို့ဒီ Alexander Bernard ကိုလက်မလွတ်နိုင်ဖြစ်နေရတာလဲ။ဟုတ်တယ်မလား။ तू အလောက်ကနေဖယ်ရှားခံရမယ်ဆိုလို့ရှိရင်သူ့လိုပဲအရေးချင်းရှိတဲ့သူတွေကအလုပ်လုပ်ချင်တဲ့သူတွေအများကြီးပဲကွာ။အဲ့ဒါနဲ့ နည်းနည်းဟိုဟာစဝေးစဝါဖြစ်တာပေါ့နောက်ဆုံးကြတော့ Emmanuel Macron ကဒီကောက်ကွယ်လို့မရတဲ့အဆုံ Alexander Bernala ကိုတာဝန်ကနေပြီးတော့ yes sign ပေးခဲ့တယ်ဒါပေမဲ့ yes sign ပေးခဲ့တော့ညာလေ yet ပြောချင်တာအစိုးရဝန်ထမ်းဆိုတော့အဲ့ဒီဝန်ထမ်းကအဲ့ဒီအစိုးရတာဝန်မထမ်းဆောင်တော့ဘူးဆိုလို့ရှင် သူ့မှာရှိတဲ့ဒီအကြီးအကဲတွေကတန်တမန် passport တုံးနေကွာတန်တမန် passport ဆိုတဲ့ဟာကျတော့ ဒီရိုးရိုးလူထုတုံးတဲ့ passport ထပ်ပို့ပြီးတော့အပါဝါရှိတယ်ပို့ပြီးတော့အဟိုနိုင်ငံကြားတွေတွားမဲ့အချိန်မှာပို့ပြီးတော့လွယ်ကူတာပေါ့ကဲအဲ့ဒီ Alexander Bernala ကတာဝမရက်ဆိုင်ခံရတော်ညာလေ diplomatic တန်တမန် passport ကိုအသုံးပြုပြီးတော့နိုင်ငံခြားတွေတွားတယ်ပြီးလို့ရှိရင်နိုင်ငံခြားကတခြားနိုင်ငံရဲ့အကြီးအကဲတွေနဲ့လည်းတွေ့ဆုံတည်တယ် အာအမတ်ခါရဲကိုအမန်ညိုမခရွန်ပြန်ပြီးတော့ဆဲကြပြန်ရောဘာကိုထပ်တွေ့ရှိခဲ့တယ်လဲဆိုတော့အလက်ဆန်ဒါဘာနာလာကတဲ့ Russian contracts တွေ့ရှိတယ်တဲ့ပြောချင်တာ Russia တွေနဲ့သူတို့ကြားထဲမှာပေါ့နော် အချိတ်ဆက်အပေးယူရှိတယ်တဲ့အဲ့ဒီအပေးယူသူနဲ့ပတ်သက်တဲ့သူတို့ကြည့်တဲ့အချိန်ကျောင်း Russia mafia ရဲ့သူတွေနဲ့တစ်ချိန်လုံး Alexander Banala ဆက်တွေ့နေဖြစ်တယ်အဲ့ဒီတော့ လူကောင်းလားလူဆိုးလားဆိုတဲ့ဟာကိုပဲစဉ်းစားကြည့်လိုက်ပါတော့ဒါ okay Emmanuel Macron နဲ့အနီးကပ်ဆုံးနေတဲ့သူနော် Alexandra Bernala ကဒီအမှုတွေရင်ဆိုင်နေရတဲ့အချိန်မှာလေသူ့ကိုအင်တာဗျူးတဲ့အချိန်ဆိုလို့ရှိရင်ဘေးနားမှာဘသူကအမြဲတမ်းဒီ Alexander Namak time ပြီးတော့အဖြေတွေကိုပေါ့နော်ဘလို့ဖြေရမလဲဆိုတဲ့ဟာကိုခိုက်လို့ပေးနေလဲဆိုတော့ Mimi Marchand မမိလားအပိုင်းတက်မှအင်ဂျလာပြောထားတယ် blackmailing queen မီမီမာရှန်ကအလက်ဇန်ဒါကိုချိန်လုံးလုံးဝကိုင်အပြစ်ယူပေးထားတာဆိုတဲ့ဟာကိုလည်းတွေ့ရတယ်။ကဲနောက်တစ်ယောက်ကိုကြည့်ရအောင်။နောက်တစ်ယောက်ကကျတော့ Brigitte Macron ရဲ့ Pentin stylist designer friend ပြောရမယ်ဆိုလို့ရှိရင်ကအရင်ရင်းနေတဲ့ bestie အဲ့ဒီ bestie ကပြင်သစ်နိုင်ငံ fashion brand ဖြစ်တဲ့ Louis Vuitton မှာအမျိုးသမီး work ပိုင်းဆိုင်ရာမှာ artistic director အနေနဲ့တာဝန်ယူထားတဲ့ Nicola Yeskier ဆိုတဲ့သူတို့ဖြစ်တယ်။ Nicola ဟာဆိုလို့ရှိရင် Bridget နဲ့အရှမ်းကိုယဉ်နေတဲ့သူတူဖြစ်တယ်။ဘလောက်ထိယဉ်နေလဲဆိုလို့ရှိရင် Bridget Macron ရဲ့ဒီပွဲသက်တွေ press show တွေဝတ်သမျှစားသမျှအကုန်လုံးကဒီ Nicola ရဲ့အကြံပေးချက်အရာပဲ။သူကလုပ်တယ် အဲ့ဒီခင်မင်ရင်းနှီးမှုဟာဘလောက်ထိလေးနက်လဲဆိုတဲ့ဟာကိုဘယ်ချိန်မှမြင်ရလဲဆိုတော့2014ခုနှစ်ပြင်သစ်နိုင်ငံပါရီမြို့မှာကျင်းပတဲ့ Olympic ပွဲတော်မှာမြင်ရတယ်။ကဲပါရီမြို့ဆိုတာကတော့ပြင်ပြင်သစ်တန်ထွက်ပေါ့နော် Paris ဆိုတာကြောင့်အင်္ဂလိပ်လိုပေါ့အဲကိုလည်းတိတ်တော့ပြောတတ်ပါဦးဒါပေမဲ့အဲ့ဒါလေးကတော့ little တည်တယ်။ကဲ Paris New Year ဒီ Olympic ပွဲတော်ဆိုတဲ့ဟာကြတော့ လုံးဝတကပါလုံးမှာအာကစားဒီစုပေါင်းအာကစားပြိုင်ပွဲတွေမှာလုံးဝအမျက်ဆုံးလို့ပြောရတယ်ကွာနိုင်ငံတကာကနေလာပြိုင်ကြတယ်တကယ်ကိုအဓိကကြတဲ့ပွဲဖြစ်တယ်အဲ့ဒီပွဲမှာဒီ Louis Vuitton brand ကိုပိုင်တဲ့ LVMH ဒီ company အဖွဲ့ကဘောနော group of companies ကနေပြီးတော့ဒေါ်လာတန်ပေါင်းများစွာ ပါဝင်ပြီးတော့အဓိက sponsor အနေအမှာပါဝင်ခဲ့အဲ့ဒီ LVMH ရဲ့ပါဝင်မှာပါဝင်ပတ်သက်မှုမှာဥဆောင်တဲ့သူကကျတော့ Brigitte Macron ရဲ့ Best Nicola ဖြစ်တယ်။ကဲ Nicola ရဲ့စောင်းရှောင်းမှုအောက်မှာဘလောက်ထိအကြံပေးမှုအောက်တွေမှာပေါ့နော်ဘလောက်ထိတောင်မှဒီအုံအုံထဖြစ်ခဲ့လဲဆိုလို့ရှိရင်ပြည်ပြင်းတက် Olympic ပွဲတော်နဲ့ပတ်သက်ပြီးတော့ဘာတွေမှတ်မိလဲ ပြောရမယ်ဆိုလို့ရှိရင်အိုလံပစ်ပွဲတော်ဆိုတဲ့ဟာမျိုးကဒီဖွင့်ပွဲမှာပေါ့နော်အိုလံပစ်ပြိုင်ပွဲတွေရဲ့ဖွင့်ပွဲမှာဆိုလို့ရှိရင်အင်ရှန်နိုင်ငံတွေရဲ့ဒီသူတို့နိုင်ငံရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုခင်ကျင်းပြသဖို့အတွက်အခွင့်အရေးအကြီးစားပဲကွာဒီတရုတ်ပြည်မှာလုပ်ခဲ့တဲ့ Olympic ဆိုလို့ရှင်သူတို့ရဲ့ culture ကို လုံးဝကိုတိတိမိမိပြရပြနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့အယောင်ကိုကြည်ကျခမ်းနားပြီးတော့တည်ရမလားမှန်တက်ရှုမောဖွဲရကောင်းခဲ့တယ် ဒါပေမဲ့နားလည်ရမှာပြင်သစ်ဆိုရဲဟာလေနိုင်ငံဟောင်းနိုင်ငံကြီးပဲဟိုပထဝီအနေထားရနိုင်ငံသေးဖြစ်တယ်ဆိုပေမဲ့ဟိုးရှေးခေတ်ကရေရှေးဟောင်းနိုင်ငံသူတို့စီမှာ classical အရာဘယ်တော့မှမယိုးနိုင်တဲ့ယဉ်ကျေးမှုတွေအမှုပညာတွေပြတ်ဆရာတွေအများကြီးပဲဒါပေမဲ့ Paris Print ဘွဲမှာပါလို့တွေ့ရလဲဆိုတော့ ဒီအနုပညာရှင်လီယိုနာဒိုဒါဗင်ချီပေါ့နော်မိုနာလီဇာကိုဆွဲခဲ့တဲ့အနုပညာရှင်ပကြီးစရာသူရဲ့အရှမ်းနာမည်ကြီးခဲ့တဲ့ပကြီးကချက်တစ်ခုရှိခဲ့တယ်။အဲ့ဒါပါလဲဆို The Last Supper The Last Supper ကရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ဒီခရစ်ယာန်ဘာသာမှာယေရှုခရစ်တော်ရဲ့နဲ့သူ့ရဲ့တပည့်တွေနောက်ဆုံး အတူတူစားခဲ့တဲ့ညစာ။ the last supper လို့ခေါ်တယ်။အဲ့ဒီဟာကို Leonardo da Vinci ကပကြီးဆွဲခဲ့။အဲ့ဒီပကြီးကလည်းတကယ့်ကိုကပါကျော်တကယ့်အမွေအနှစ်တစ်ခုဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ Paris Olympic ပွဲတော်ရဲ့ဖွင့်ပွဲမှာအဲ့ဒီ the last supper ကိုလုံးဝ transgender တွေနဲ့ drag queen တွေနဲ့ပေါ်ကျူးထားတယ် ဖော်ကျူးတဲ့ဟာကိုလည်းရိုးရိုးမဖော်ကျူးတကယ်ကိုပေါ့နော်ဟိုဂုံတရေရှိစွာမဟုတ်ဘူးခါတော်တော်လေးကိုဟိုကြည့်လိုက်တိုင်းဟာခလေးတွေကြည့်ရင်လည်းအမြင်မတော်ဘူးတည်ရမလားအပြာရောင်တွေစိုးထားပြီးတော့လုံးဝကိုဟိုဘာမှကိုအကစားပွဲနဲ့မဆိုင်တဲ့အရာတွေကိုသူတို့ကထုတ်ပေါ်ပထမတစ်ချက်လီယိုနာໂດဒါဗင်ချီဆိုတာပြင်သစ်အနုပညာရှင်မဟုတ်ဘူးသူကအီတလီယန်အနုပညာရှင်အဲ့တော့အီတလီယန်အနုပညာရှင်ပြင်သစ် ယဉ်ကျေးမှုမှာတွားပြတယ်။ဘာဆိုင်လဲ right ဒုတိယဒီခရစ်ယာန်ဘာသာရဲ့ the last supper ယေရှုခရစ်တော်ရဲ့ the last supper ကဒီ olympic အားကစားပွဲတော်နဲ့ပါဆိုင်တယ်ဘာမှမဆိုင်ဘူးမဆိုင်တဲ့အပြင်ဒီ transgender တွေ gay တွေဒီ drag queen တွေကိုပဲအသာပေးဖော်ကျူးထားတဲ့ဒီပွဲက pride ပွဲလည်းမဟုတ်ဘူးကွာတည်မလား ဒီပြိုင်ပွဲကိုလာပြိုင်တဲ့နိုင်ငံတွေထဲမှာဒီရှေးရဆွဲတဲ့နိုင်ငံတွေအများကြီးပါတယ်ကွာဥပမာတောင်ကိုရီးယားတို့ဂျပန်တို့ဆိုလို့ရှိရင်ဒီပွင့်လင်းမြင့်တာတိုးတက်တဲ့နိုင်ငံတွေတို့လာပြောတာဒါပေမဲ့သူတို့ရဲ့ဟို tradition အရာရင်ကျိမှုအရာဆိုလို့ရှိရင်အရန်ကို conservative ဖြစ်တယ်အရန်ရှေးရဆန်တယ်အာပြောရမယ်ဆိုလို့ရှိရင်ဒီဟာပြင်တဲ့နိုင်ငံကလက်ခံ တဲထားလိုက်ပါဒါပေမဲ့တခြားနိုင်ငံတွေကလက်မခံဘူးကွာလက်မခံဘူးအကစားပွဲနဲ့လည်းမဆိုင်ဘူးပြင်ပြင်တည့်ရဲ့အမှုပညာရှင်ဒီရင်ကျိမှုနဲ့လည်းဘာမှမဆိုင်အဲ့တော့ဒီဟာကိုဆဲလိုက်ကြတာ oh my gosh online မှာအုံအုံထထဆဲဘလောက်ထိလဲဆိုတော့ဒီ the last supper မှာပါတဲ့အဲ့ဒီ ဒီတရုတ်ဖော်ပေါ့နော်အဲဒီ trends အနုပညာရှင်တွေဆိုလို့ရှိဒီချင်းချောက်စာတွေပါရအဲ့တော့ပွဲရခါတဲ့ဥမာအကစားပွဲရပြီးသွားပြီအဲ့ဒီပြဿနာမပြီးနိုင်တယ်မပြီးနိုင်တဲ့အချိန်မှာ Emmanuel Macron ကဘာဘလို့ရှာရှည်ပြန်လဲဆိုတော့ပြောပြမယ်ဒီ has got it ပြောရမယ်ဆိုလို့ရှင် Paris Olympic ကိုကြည့်ချင်းအဖြစ်တဲ့ဒါဟာပြင်သစ်ရဲ့တရုတ်မှန် ဖြစ်တဲ့အရန်ဂုံယူပါတယ်ဆိုပြီးအီမန်နျူမက်ခရွန်ကပြောတယ်။အဲ့တော့စဉ်းစားစရာပဲ။ Okay ဘာမှမဆိုင်တဲ့ဟာကိုပွဲတွေမှာအတင်းနဲ့ချပြသေးတယ်။ပြင်သူ့ဘေးနားမှာရှိတယ်ဒီအီမန်နျူမက်ခရွန်တို့ဘရစ်ရှ်မက်ခရွန်တို့ဘေးနားမှာရှိနေတဲ့လူတွေအကုန်လုံးဟာဆိုလို့ရှင်လေတော်တော်လေးကိုလူကောင်းလို့ပြောလို့မရတဲ့သူတွေပဲလုံးဝ cricket ဖြစ်ပြီးတော့အာ စဉ်းစားစရာပေါ့နော်သူတို့ရဲ့ character တွေอ่ะအဲ့လိုလူတွေပဲသူတို့ဆက်ဝိုင်းတာမှရှိနေတယ်။ရှင်းရှင်းပြောရမယ်ဆိုလို့ရှင်ကွာ Emmanuel Macron နဲ့ British Macron ရဲ့ဆက်ဝိုင်းရလူတွေဟိုဘက်ကျင်လဲ transgender နဲ့မလို့ဘူးဒီဘက်ကျင်လဲ transgender နဲ့မလို့အဲ့လိုမဟုတ်အဲ့လိုဖြစ်တဲ့အပြင်ကိုသူတို့ကိုယ်တိုင်ကလည်းသူတို့ရဲ့အတိတ်နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ဝေလာဝါလာဝီလာဝါလာဘာမှကိုရေရရရချပြရဲဆိုတဲ့ဟာလည်းတစ်ခုမှမရှိဘူး။ဒါဟာတိုက်ဆိုင်မှုတစ်ခုပဲလား။ တိုက်ဆိုင်မှုဆိုလို့ရှင်လဲထားလိုက်ပါတော့တိုက်ဆိုင်မှုတွေကအများကြီးဖြစ်လာပြီဆိုလို့ရှင်ဒါကိုတိုက်ဆိုင်မှုလို့ထပ်ပြီးတော့ပြောလို့ရလားဒီမိခွန်းကိုတေချာစဉ်းစားဖို့လိုတယ်။ Okay နောက်ထပ်တိုက်ဆိုင်မှုအကြောင်းတစ်ခုပြောပြမယ်နော်။အဲ့ဒီတိုက်ဆိုင်မှုကဘာလဲဆိုတော့ Angela အပိုင်းနဲ့မှာပြောခဲ့တဲ့အတိုင်းပဲဒီ Brigitte Macron ရဲ့ပေါ်လိုက်ပြောက်လိုက်တရေလိုလိုလူလူလူဖြစ်တဲ့အကိုလက် Jean Michel သူ့ရဲ့တာဂျွန်ဂျက်ပုံတွေထွက်လာတယ်ဗောနော်ဒီဂျွန်ဂျက်ရဲ့တပ်ပုံတွေထွက်လာပြီးတော့မေးเสียပါလဲဆိုဟာဂျွန်မီရှာဘယ်မှာလဲဂျွန်မီရှာဘယ်သူတော့ဂျွန်မီရှာကတကယ်ကိုရှိတဲ့သူလားဂျွန်မီရှာကဘရစ်မခွန်ကြီးလားမေးခွန်းတွေဟာတန်းစီပေါ်လာတယ် ဖြစ်ချင်တော့ဘာလို့သွားပြီးတော့မြင်ရလဲဆိုတော့ Brigitte Macron က Jean Michel ကြောင့်လုံးဝပါစက်ကနေမထွက်ဘူး။အဲဒီ Jean Michel လို့ပဲပေါ်လိုက်ပြောက်လိုက်နေ Brigitte Macron ဘဝထဲမှာနောက်တူရှေ့။အဲဒီသူကဘာတူလဲဆိုတော့ Brigitte Macron ရဲ့ပထမအမျိုးသား။ဒီအမျိုးသားနဲ့က Brigitte Macron ကလေး၃ယောက်ရခဲ့တယ်နော်။အာအဲ့ဒီအမျိုးသားနာမည် Andre Louis Ozier လို့ခေါ်တယ်။ ဘရစ်ရှ်မခရွန်ရဲ့တာသမီ၃ယောက်လုံးကသူတို့ရဲ့မိသားစုနာမည် Ozier ဟုတ်တယ်နော်။ဘာလို့လဲဆိုတော့သူရဲ့ပထမအမျိုးသားရဲ့ last name family name က Ozier ဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ဘရစ်ရှ်မခရွန်ဒီမှာလုံးဝပစက်ကနေဖွင့်မပြောတဲ့လူနှစ်ယောက်ရှိတယ်။အဲ့ဒီနှစ်ယောက်ကသူ့အကိုလက် Jean Michel နဲ့သူ့ရဲ့ပထမအမျိုးသား Andre Louis Ozier ဘရစ်ရှ်မခရွန်ရဲ့နောက်ကျောင်းကိုရှာတဲ့အချိန်မှာ journalist တွေအများကြီးကစိတ်ဝင်စားကြတယ်။ Okay စိတ်ဝင်စားတဲ့အထဲမှာ ဒီ journalist တယောက်က Brigitte Macron ရဲ့ဒီသူ့ရဲ့အတိတ်အကြောင်းပေါ့နော်အထူးသဖြင့်ပထမအိမ်ထောင်အကြောင်းကိုသူကအသေးအတန်နောက်ရောင်ခံလိုက်တာနောက်ရောင်ခံလိုက်တဲ့အချိန်မှာဒီမင်္ဂလာဆောင်တပ်ပုံတပုံထွက်လာဒီမှာနော် ဒီမင်္ဂလာဆောင်တပ်ပုံထွက်လာတဲ့အချိန်ကျတော့ okay ဘယ်ချိန်မှမင်္ဂလာဆောင်လာလဲဘယ်တော့ကမင်္ဂလာဆောင်လာတယ်ဆိုတဲ့ဟာကိုလိုက်ကြည့်တဲ့အချိန်မှာလက်ထုခတ်မြို့မှာ Brigitte Macron ဆိုတဲ့အမျိုးသမီးနဲ့ဒီ Andre Louis Orsier ဆိုတဲ့အမျိုးသားနဲ့လက်ထက်တဲ့လက်ထက်စာချုပ်ကိုဂျွန်လ22ရက်1984ခုနှစ်မှာလက်ထက်ခဲ့ကြောင်းတွေ့ရတယ် wow okay brigid macron ဟာတကယ်ပဲလက်ထပ်ခဲ့တာလားလက်ထပ်ခဲ့တာပေါ့နော် okay ထားလိုက်ပါတော့အဲ့ဒီဟာစိတ်ဝင်စားစရာကောင်းတာလေ brigid macron အဲ့ဒီမှာအဲ့ဒီ1984ခုနှစ်မှာလက်ထပ်ခဲ့တဲ့အမျိုးသမီးရဲ့မင်္ဂလာဆောင်ပွဲမှာ best man အနေနဲ့ပါဝင်တဲ့သူကိုကြည့်ရအောင်အဲ့ဒီသူဟာတခြားမဟုတ်ဘူး Jean Michel ဆိုတဲ့သူ Brigid Macron ရဲ့အကူလိုက်ဖြစ်တဲ့သူ ဲ့လိုထိရင်းနေနေတာကွာပြောရမဆိုရှင်မြန်မာနိုင်ငံဒီအန်ဂျလာရောအာရှာရောတိတ်မသိဘူးဒါပေမဲ့ဒီလိုပြင်သစ်တို့အမေရိကတို့အနောက်တိုင်းနိုင်ငံတွေဟာဆိုလို့ရှင်မင်္ဂလာဆောင်မယ်ဆိုလို့ရှင်ဒီတတူသမီးအရန်ကောင်းဆောင် bright maid of honor ပေါ့နော်ပြီးလို့ရှင်အဲ့ဒီ maid of honor ကတတူသမီးနဲ့အိမ်မတန်ဟိုအရင်နေ့ဆုံးဖြစ်တဲ့သူ ြီးလို့ရှင်တူတာဖေးမှာရက်တဲ့တူတာအရင်ဟာဆိုလို့ရှင်လေ best man လို့ခေါ်တယ်အဲ best man ဟာတူတူသမီးနဲ့တူတာနဲ့နှစ်ယောက်စလုံးနဲ့အရင်ကိုအင်မတန်ရင်းနှီးတဲ့သူပြောချင်တာဒီ Brigitte Macron နဲ့ Andre Louis Orsier တို့မင်္ဂလာပွဲမှာ best man ဖြစ်ခဲ့တဲ့သူဟာပေါ်လိုက်ပြောက်လိုက်ဖြစ်နေ Brigitte Macron ရဲ့အကိုလက် Jean Michel အဲ့ဒီမင်္ဂလာပွဲမှာတူတူသမီးက Brigitte Macron လို့ပြောပေမဲ့အခုပြင်သစ်သမ္မတ စနီဘရစ်ရှစ်မခရိုနဲ့ကရုပ်ကအလောက်မစုံဒါပေမဲ့သူ့ရဲ့ဒီမျက်မျက်လုံးတို့ဒီမျက်နှာအသွင် features ကတော့နည်းနည်းစင်တယ်ထားလိုက်ပါတော့အဲ့ဒါနဲ့ journalist Xavier Pussar ကနေပြီးတော့ okay ဘရစ်ရှစ်မခရိုရဲ့ငယ်ဘဝကိုလိုက်ကြည့်မယ် ကဲတူတက်ခဲ့တဲ့ Secret Hearts ကျောင်းမှာဆိုလို့ရှိရင် yearbook ပေါ့နော်သူတို့ဒီနှစ်စဉ်ကျောင်းသားတွေရဲ့ဓာတ်ပုံပါတဲ့ yearbook ကိုတောင်းတော့ Secret Hearts ကျောင်းကလုံးဝထုတ်မပေးဘူးဟဲ yearbook လေးကြည့်တော့ဘာဖြစ်နေလဲဟုတ်တယ်မလားလုံးဝထုတ်မပေးတာတဲ့အဲ့ဒီ journalist ကလည်းလုံးဝအရှုံးမပေးဘူးခါရတရားရုံးတွေမှာဥတိုက်ချောက်ပြီးတော့ ဒီ yearbook လေးကြည့်ရဖို့အရေးကိုခါတဲ့ဟိုအစိုးရရုံးမှာစာတင်ဒီဆုံးရအစိုးရရုံးမှာစာတင်ခွင့်ပြုချက်တွေယူပြီးတော့အဲ့ဒီ sacred hearts ကျောင်းမှာတွားပြီးတော့ yearbook ကိုကြည့်ခွင့်တောင်းတယ်ကြည့်ခွင့်တောင်းတဲ့အချိန်မှာ तू ကဘာကိုတွေ့ရလဲဆိုတော့ Jean Michel ရဲ့ငယ်ဘဝတပ်ပုံတွေတွေ့ရတယ်ဟွန်း okay Jean Michel ဆိုတဲ့ तू က Brigitte Macron ရဲ့အကူလက်ကတကယ်ပဲဒီ तू ငယ်ဘဝကိုလည်းမြင်တွေ့ရတယ်ပေါ့နော် ဒါပေမဲ့ဘာလို့ Brigitte Macron ကရောင်မီရှောင်းရဲ့အကြောင်းကိုဘာလို့လုံးဝမပြောတာလဲ1989ခုနှစ် TV မှာအတန်လွင့်ခဲ့တဲ့ရုပ်သံ interview တခုရှိတယ်။အဲ့ဒီ interview မှာကဒီ interview ဖြေတဲ့သူဟာဆိုလို့ရှင် transgender တူဖြစ်တယ်။အမျိုးသားအနေအမျိုးသမီးလိမ်ပြောင်းသူ့ကိုဆိုလို့ရှင်ကအတန်ပဲကြားရတယ်ဒီလိုပုံစံလေးပဲမြင်ရတယ်လုံးဝတော့ရုပ်ဖြတ်ထားတာပေါ့နော်။ အဲ့ဒီ transgender ရဲ့နာမည်က Veronic လို့ခေါ်တယ်။ Veronic ဟာဆိုလို့ရှိရင်သူကဒီ transgender တွေအတွက်ပေါ့နော်။ဒီသူတို့ဘဝအစ်စ်ပြောင်းတဲ့အချိန်မှာသူတို့ဘဝအအတွက်အထောက်အကူတွေအများကြီးလိုရဲအဲ့ဒီဟာတွေကို advocate လုပ်ရင်းနဲ့ဒီ interview ကိုသူဖြေတာဆိုပြီးပြောတယ်။ဒါပေမဲ့ပြောချင်တာလေအဲ့ဒီ interview ကသူ့ရဲ့အတန်အားလေနားထောင်လိုက်ပြီဆိုလို့ရှင်လုံးဝသမတဇနီးဘရစ်မခရွန်ရဲ့အတန်နဲ့တထည့်ရတယ်ပဲ။ အဲ့ဒါနဲ့ဒီ AI စနစ်ကိုအသုံးပြုပြီးအတန်ဖန်းတာ compare လုပ်တာပေါ့ okay ယခုလက်ရှိတမတဇနီးဖြစ်သူ British Macron နဲ့1989ခုနှစ်မှာ transgender အမျိုးသမီး Veronique ဆိုရဲအတန်ကိုထပ်ပြီးတော့အာဘယ်လောက်ထိတူလဲဆိုတဲ့ဟာကိုကြည့်ကြည့်လိုက်တဲ့အချိန်ကျတော့လုံးဝတူတယ် AI ရဲ့ဒီစနစ်ရဲ့အဖြေရတော့ဒီအတန်ဟာလူတူဦးတည်းဖြစ်တယ်ဒါပေမဲ့အသက်ငယ်တဲ့အချိန်နဲ့အသက်ကြီးတဲ့အပိုင်းခြားပဲကွာတယ်ဆိုတဲ့အဖြေထွက်လာတယ်။စဉ်းစားဆရာပဲเนาะဒီစိတ်ဝင်စားဆရာကောင်းတာတစ်ခုရှိ။အဲ့ဒီ interview မှာ Veronica ကပြောလဲဆိုတော့သူ့ရဲ့လိမ်ပြောင်းခြင်းကိုဒီသူရဲ့မိသားစုအတိုင်းဝန်ကလက်ခံတယ်။ဒါပေမဲ့လည်းဥပဒေအရဒီ ဘဝအစ်စ်မှာအရန်ခက်ခဲတဲ့အပိုင်းတွေရှိတယ်ဆိုတဲ့ဟာကိုလူတွေတိဖို့ရန်အတွက်ပြီးလို့ရှိရင်ဥပဒေရဲ့အရာတောင်းလဲမှုတွေလည်းတိုးတက်မှုတွေလည်းရှိအောင်ဆိုပြီးဒီအင်တာဗျူးကိုလုပ်ရခြင်းဖြစ်တယ်လို့သူပြောတယ်ပြီးတော့အဲ့ဒီ Veronica ကပြောလဲဆိုတော့ကျွန်တော်ဟာတဲ့ကျမကပေါ့နော်အာ relationship တော့မဟုတ်ဘူးဒါပေမဲ့အလက်တွဲဖို့ရှိတယ် က်သွဲဖို့အမျိုးသမီးတယောက်နဲ့အတူတူနေပါတယ်ဆိုပြီးပြောတယ်တဲ့ဟွန်း okay transgender လည်းပြောတယ်ပြီးရင်အမျိုးသမီးတအူးနဲ့အတူတူနေတယ်နည်းနည်းတော့ confuse ဖြစ်တာပြောပြမယ် Sean Michael ဆိုရဲ Brigitte Macron ရဲ့အကူလက်ဖြစ်သူဟာဆိုလို့ရှိရင်လေအမျိုးသမီးတအူးနဲ့လက်ထပ်ခဲ့တယ် အဲ့ဒီအမျိုးသမီးနဲ့ဂျွန်ဂျက်ကိုရခဲ့တာပေါ့နော်အဲ့ဒီအမျိုးသမီးရဲ့နာမည်ကဘာလဲသိလားဖီရိုနစ်တဲ့အဲ့ဒီတော့ဂျွန်မီရှာကဘဝအသက်မှာနိုင်ငံရေးလောကရောဆယ်လဘရီတီဖြစ်ချင်တာလို့ဖို့လူရှိသူရှိထွက်တဲ့အချိန်ကြလို့ရှင်ဥပဒေအရခက်ခဲတဲ့အတွက်ကြောင့်မို့လို့ သူနဲ့လက်ထပ်ခဲ့တဲ့ Veronic ဆိုတဲ့အမျိုးသမီးရဲ့နာမည်ရောဘဝရောဒီမှတ်ပုံတင်ရောခံယူတာဖြစ်နိုင်သလားဒါကရောတိုက်ဆိုင်မှုပဲလားအတင်းသမား Xavier Pusarka ဘာလို့တွားတွေ့သွားလဲဆိုတော့ Jean Michel D transgender တူဖြစ်ပြီးတော့သူဒီရီမန်းချက်အလွန်ကြီးမားတဲ့သူတူဖြစ်တယ် အဲ့ဒီတော့သူဘဝတက်လာအတွက်သူ့ရဲ့ညမအရင်ခောက်ခောက်ဖြစ်သူ Brigitte Trogno ရဲ့နာမည်ရောဘဝရောအကုန်လုံးကိုသူကယူခဲ့ပြီးတော့သူ့ရဲ့ဘဝကိုအမျိုးသမီး Brigitte ဆိုတဲ့အမျိုးသမီးတူအနေနဲ့ဆက်ပြီးတော့နေထိုင်တာဖြစ်နိုင်တယ်ဆိုတဲ့ theory ဖြစ်တယ်စဉ်းစားဆရာပဲเนาะ အဲ့ဒီတော့အန်ဂျလာတို့ဒီဟာကဖြစ်နိုင်ချေရှိမရှိ အပိုင်းလေးမှာဆက်ပြီးတော့အဖြေကိုရှာကြပါစို့ပပိုင်